တင်ငန်းကျုံမြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်ကြမဲ့ရွေးကောက်ခံကိုယ်စားလှောင်းတွေအနေနဲ့ပြည်သူတွေဆင်ပြီးမဲဆွယ်စီယုံရေးအစီအစဉ်တွေစတင်နေပြီဖြစ်ပါတယ်ဒီသတင်းကိုမီဒီယာချန်ပေးပို့ထားပါတယ် န်းချမြို့နယ်ပြည်သူလူထုအတွက်အလုပ်လုပ်ကြမယ်ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေအနေနဲ့ပြည်သူခြားထဲမှာပြိုင်ဆိုင်မဲဆွယ်မှုအစီအစဉ်တွေစတင်နေကြပြီဖြစ်ပါတယ်။မြို့သားဒီမိုကရေစီပါတီတစ်ကပြည်သူတွေအတွက်အချက်ခွနချက်နဲ့လှုပ်ဆောင်သွားမှာဖြစ်ပြီးအဓိကကတော့တန်ငယ်မတိုင်းမှုကျူးလွန်တဲ့သူတွေကိုတည်ထံပေးနိုင်မယ့်ကိစ္စကိုဆက်လက်ကြိုးစားသွားမယ်ကြောင်းပါတီဥက္ကဋ္ဌကခုလိုပြောဆိုထားပါတယ်။ကျွန်တော်ပြောမယ့်ဒီကတော့တို့ရဲ့ဒီမိုကရေစီခွင့်ရမှာအဆိုင်မှုရှိတယ်။အဲ့တော့ကျွန်တော်ရည်ရည်ရလာလို့ကျွန်တော်ပါတီဝင်ရဲပေါ်လို့ဆိုတော့ရှင်းပြတယ် ကျွန်တော်လူလူတွေတိုင်းပြည်တွေအကောင်းဆုံးလုပ်ခဲ့ပြီးပြီကျွန်တော်တို့လည်းအကောင်းအောင်လုပ်နိုင်တဲ့လူတိုင်းပြည်တွေတကယ်တကယ်ရောအတွက်ကျွန်တော်လည်းသာလည်းလူလို့ရှိရင်တော့တကယ်ရောလူလူမေးချင်ပေါ့ကျွန်တော်တို့လည်းသာလည်းလူမရဘဲနဲ့ပေါ့ဟုတ်လားလက်ညှိုးတော်ကောင်းကြီးအမတ်မျိုးအိမ်ကြီးအမတ်မျိုးလာရရင်လည်းတကယ်ရောလူလူလောင်လာရမှာဒါပါပဲကျွန်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေဝင်ရောက်အရွေးခံထားတဲ့ဘလော့ဂါနေဘုံလက်ကတော့မက်ဆေ့ချ်ရေးကာလမှာပိုင်း၃ပိုင်းခွဲပြီးလှုပ်ဆောင်နေပြီးလက်ရှိကြုံနေရတဲ့စိန်ခေါ်မှုတွေကိုကုလူပြောပါတယ်။ဟုတ်တယ်ဒီမှာကကြတော့ဒီကြမ်းတမ်းမျိုးရေးမကောက်ပါဘူးနော်။ပြီးခဲ့တဲ့လွတ်တော်မှာနိုင်ရထားတဲ့အမျိုးသားဒီမိုကရေစီပါတီတက်ပါနော်။အဲ့ဒါလည်းရှိတော့တံဘက်ကတကယ်ကြီးမားတဲ့တံဘက်ကနှစ်ခုလိုဖြစ်နေတာပေါ့နော်။အဲ့တော့အာနောက်ဒီချို့ကနပြောရတယ်တို့ရဲ့အစ်တော် experience ကလည်းတို့ကတာတယ်လို့ပြောလို့ရပါဘူး။အဲ့တော့ကျွန်တော်တို့ကတော့အရင်အသေးစိတ်ဆန်တယ်ဒီမှာကျဟိုဟာ ဟိုဟာမျိုးတော့ဂတိကဝတ်မျိုးတော့မပေးပါဘူးเนาะမပေးပါဘူးတော့စုကလည်းပြောထားတယ်ကျွန်တော်တို့မပေးနိုင်တဲ့ဂတိတွေကိုမပေးဘူးပေါ့เนาะအန်ဒီကလည်းပြောရတဲ့အကြောင်းမျိုးသူတို့ပြန်တော့ကျွန်တော်ကတော့ဒီမှာနှီးပညာရှင်နဲ့ဖြစ်တော့ဒီကျွန်တော်နှီးပညာတွေကိုတောင်းပြီးတော့ပေါ့เนาะဒီလက်ရှိဖြစ်ပြနေတဲ့အဖြစ်ပြက်တွေကိုကျွန်တော်တို့အာပြေလည်အောင်ဖြေရှင်းမယ်ဆိုတာမျိုးပဲနောက်တစ်ခုကတော့ပြောင်းအောင်ပြောင်းအောင်ပဲပေါ့ဗျာအခု ချိန်တွေကိုကြိုက်လားမကြိုက်ဘူးဆိုရင်ကျွန်တော်တို့ဒါလောက်ပံဝေးရရင်တေးကြတယ်ဟိုတိတာထင်ရှားတဲ့အပြောင်းလဲဖြစ်ကိုဖြစ်စေရမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတွေပဲပြောပြပါလက်ရှိ2015ရွေးကောက်ပွဲမှာပါတီကြီးတွေကအခွင့်အလမ်းပိုများပေမဲ့တတိပုဂ္ဂလဝင်ရောက်ရှင်ပြိုင်ကြမဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက်ကတော့စိန်ခေါ်မှုတွေများကြီးရှိနေပါတယ်တတိပုဂ္ဂလအလှတော်ကိုယ်စားလှယ်တရားအနေနဲ့ရှင်ပြိုင်နေရမှုအပိုင်းကိုတတိပုဂ္ဂလဖြစ်အမျိုးသားလှတော်ကနေဝင်ရောက်ရှင်ပြိုင်မဲ့ဥဖုံမြောင်ကခုလိုပြောပါဗျ။ကျွန်တော်ကဟိုဆိုဆပ်ဝဲတစ်ခုဟိုလာဆပ်ဝဲဖြစ်တဲ့ဘောပါပဲ။ဟိုလာကိုဟို ကျွန်တော်တို့ကတော့ငါကျွန်တော်တို့ကပြောမယ်ဆိုရင်တော့ဗျာကျုပ်ငါရှိရကိုကငါးနှစ်လျှောက်ပြထားတယ်ပေါ့နော်။ငါးနှစ်ကျော်ကျွန်တော်ကတော့ဆန်နှစ်ပြောတယ်ဆိုတော့ဆိုတော့အဲ့ဒီပုံမှာပဲဆုံးဖြတ်မှာပဲ။ဟလာတတိပုဂ္ဂလဖြစ်တယ်။ဟလာအစိုးရဖွဲ့ဖွဲ့ကလည်းမရှိဘူးဆိုတော့ကျွန်တော်တို့ကအဲ့ဒီ image ကိုပြအဲ့ဒီတိုင်နဲ့ကျွန်တော်2015ကျတော့လုတ်ခဲ့ပါတယ်။အဲတချို့နေရာလူတို့ကျကျွန်တော်ဥရရတိကရရှိပါတယ်ပေါ့နော်။အဲ့တော့လာမယ့်15မှာလည်းကျွန်တော်အစိုးရဖွဲ့တော့မဟုတ်ပေမဲ့ဒီအစိုးရဖွဲ့ကိုလွတ်တော်ဘက်ကနေပြီးတော့ watch တော့ပေါ့နော်ဒီချိန်ကြောင်းနိုင်မယ်လို့ကျွန်တော် ယုံကြည်ပါတယ်တင်ကချွမြို့နယ်အတွင်းမှာပါတီကြီးနှစ်ခုဖြစ်တဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နဲ့ပြည်အောင်စုကြံ့ခိုင်နေတဲ့ဖွံ့ဖြိုးရေးပါတီအပြင်ကိုးပါတီဝင်ရောက်ရှင်တန်သွားကြမှာဖြစ်ပါတယ်ကျွန်မကမေဒီချမ်းပါ